ါလေးကတော့လမ်းမှာအရန်ကုန်မှာနာမည်ကြီးနေတဲ့ကြက်ချီတော်ကျူးမြင့်မာလာလေးဖြစ်ပါတယ်။ဒီဟာကိုအချောင်ရဲ့ဆိုင်မှာတော့မရောမှာဘူးဒါပေမဲ့ဆိုင်ကကလေးတွေကိုတူတူပိုင်းလောက်စားရင်လည်းတစ်ခါလေလုံမီလေးမျက်ဝေပေးလိုက်ပါတယ်ရှင်။ကျူးမြင့်လေးတွေကိုအရင်ဥဆုံးစားနဲ့အရင်ပုတ်ပြီးတော့မှနည်းနည်းနွမ်းသွားအောင်ဖြစ်နေပေးလိုက်ပါမယ်။ပြီးတော့ရေစင်အောင်ဆေးပေးရပါမယ်။သူ့မှာကတဲမြေကြီးတွေပါတက်လို့ပါ။ ရေချေးတန်းစင်ပြီးတဲ့ကျုံမြင့်လေးတွေကိုရေစစ်ထားပေးလိုက်ပါမယ်။ပြီးတော့မှအသွုံပြုမဲ့ချက်ချက်တော့လေးတွေကိုတေချာလေးတန်းစင်ပြီးတော့မှပြုတ်ထားပေးလိုက်ပါမယ်။စားတဲ့မဲဟင်းကြုံမထဲမယ်ပြီးတော့အငင်းနဲ့လင်းတက်တာတော့အောင်စစ်တုံဖြူနဲ့ဂျင်းလေးထည့်ပေးလိုက်ပါမယ်။နာညဝလာဆိုရင်တော့ဒီကြက်ချောက်လေးရက်ပါပြီကြက်သောရဲ့ကြက်ချောက်ကိုတောင်းတောင်းလေးနဲ့စားလို့ကောင်းဖို့အတွက်အရှောင်းကရေခဲရေနဲ့ပြင်ဆင်ပေးလိုက်ပါမယ် ီးရင်တော့အစာပလာလို့ဖို့အတွက်တက်တွန်ဖြူနဲ့ညှုပ်သီးကိုအရင်အဆုံးလော်ထားပေးလိုက်ပါမယ်။ပြန်တော့ညုတ်ဒီအချောက်တောင်းကိုလည်းလော်ထားပေးလိုက်ပါမယ်။သူကပိုအနက်မွေးပြီးတော့ဆားလို့ကောင်းအောင်ပါ။ပြင်စစ်ထားတဲ့ကျွမြင့်လေးတွေကိုလည်းလော်ပေးလိုက်ပါမယ်။ဒီလိုမလော်ချင်တဲ့လူတွေကနေလမ်းပြီးတော့နွားအောင်လုပ်ပြီးတော့လည်းတုံးလို့ရပါတယ်ရှင်။ နာတော့ကလော်ထားတဲ့စစ်တုံဖြူနဲ့ရုပ်ကြီးကိုအရင်ဦးဆုံးကြိတ်ပြီးလိုက်ပါမယ်။ကြိတ်စင်းနဲ့မကြိတ်ချင်တဲ့လူတွေကဒီတန်ရုပ်ဆောင်နဲ့ထောင်းလိုက်ရပါတယ်။ပြီးတော့မှခဏတော့ကလွန်ထားတယ်ညုတ်တီ6ကိုလည်းချိန်ပြီးလိုက်ပါမယ် ပန်းခံပြရည်ထည့်ပါမယ်။ဖြူစီလေးနင်းရည်ထည့်ပါမယ်။ဖြူစီကတော့မထည့်လည်ရပါတယ်။ပြီးတော့အယောင်လေးလှသွားအောင်အယောင်တင်မုတ်လေးနည်းနည်းလေးထည့်ပါမယ်။အားထည့်ပါမယ်။မြင့်ချုံမုတ်လေးထည့်ပါမယ်။ပြီးတော့ဟောချောင်းမုတ်လို့လည်းခေါ်တယ်။အထုံမုတ်လို့လည်းခေါ်တယ်။ဒီအထုံမုတ်လေးကိုထည့်ပါမယ်။ပြီးတော့အကျင်မုတ်ငါးမလာမုတ်လေးထည့်ပေးလိုက်ပါမယ်။ ြော့အထုံစီလေးနည်းနည်းလေးထည့်ပေးလိုက်ပါမယ်ဒါလေးတမသွားပြီဆိုရင်တော့ခဏတုန်းကရေခဲနဲ့စင်ခဲနဲ့တက်ချောက်လေးတွေကိုထည့်ပြီးတော့မှလက်နဲ့အားရပါရတမအောင်နေပြီးတော့ရင်တော့အကုန်ကောင်းတဲ့တက်ချောက်ဂျုံမြင့်မာလာရပြီဖြစ်ပါတယ်။ ပြီးမှဒီအရသာအကုန်လုံးကိုနွန်းနွန်းအေးအေးလေးစားချင်တယ်ဆိုရင်တော့စီစီပူတက်ပြီးတော့မှဒီထက်လောင်းထက်ပြီးတော့နေပေးပါချက်ချင်းစားလို့လည်းရတယ်လို့ရေကဲတက်တာထဲမှာထည့်ပြီးတော့စားမယ်ဆိုရင်တော့နောက်နေ့ဒီထိခံပါတယ်ပြီးတော့သူကအေးအေးလေးနဲ့စားရင်တော့ပို့ပြီးတော့ထုတ်ထုတ်လေးနဲ့ဝါလို့ကောင်းပါတယ်အခုဆိုရင်တော့လုံးဝရောင်းတန်းဝင်တချို့တော့ဂျုံမြင့်မာလာရပြီဖြစ်ပါတယ်ရှင်ဆက်ရလိုက်